ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းနဲ့စာအုပ်လေးကတော့စာရေးဆရာကြီးမောင်စီသူရေးသားထားတဲ့အမှတ်မထင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူညလင်းကိုဖြစ်ပါတယ်ရှင်အမှတ်မထင် အခန့်တဲ့ဦးကျော်တင်သည်ပင်စင်စာဆက်ရှင်တရားသူကြီးဟောင်းတယောက်ဖြစ်လေတယ်ကျွန်တော်မှာတရားသူကြီးများကိုသဘောကျတဲ့သူတယောက်ဖြစ်သည့်အတွက်သူနှင့်တီကျွမ်းရသည်ကို အစကတည်းကကျေနပ်မိလေတယ်။စိတ်လဲဝင်စားမိလေတယ်။အသက်ချင်းများစွာကွာခြားတော့လဲသူနဲ့ကျွန်တော်မှာတယောက်ကိုတယောက်ခင်မင်းလျက်ရှိကြပြီးတွားတွားလာလာဝင်ဝင်ထွက်ထွက်အတော်ရှိလေတယ်။တခါတရံကျွန်တော်ဤကြောင်းအကြောင်းနဲ့ပတ်သက်၍ဆွေဆွေနွေ့နွေ့စကားစမြည်ပြောကအကြံကောင်းညံကောင်းများပင်ပေးတတ်လေသေးတယ်။သူသည် အမှုတဲဘဝဤချမ်းမြေနှစ်သက်ဖွယ်ရများကို ခံစားနေနိုင်သူတယောက်ဖြစ်လေတယ်။အဘယ်ကြောင့်ဆိုတော့စုငွေကလေးအသင့်အတင်းကြံခဲ့သည့်အပြင်တာသမီ၃ယောက်ရှိသည့်တွင်လည်းတာအကြီးတယောက်ကသူကဲ့သို့တရားဌာနတွင်၎င်းကျန်တာအငယ်ကအုတ်ချုပ်ရေးဘက်တွင်၎င်းအတီတီအရာရှိများဖြစ်နေကြကုန်လျက်အငယ်ဆုံးသမီးတယောက်မှပင်လျင်တက္ကသိုလ်၌ဆရာမဖြစ်နေသောကြောင့်ဖြစ်လေတယ်။အကြီးသားတယောက်သာအိမ်တော်နှင့်ဖြစ်ပြီး ြန်သားအငယ်နဲ့တမီးတို့ကသူ့အားကောင်းစွာစရိတ်ထောက်ကြပေးတယ်။ထို့ကြောင့်ဦးကျော်တဲမှာဘာမှမလုပ်ဘဲအေးအေးဆေးဆေးပင်စင်စားအမှုတန်းဘဝဖြစ်တက်တောင့်တက်တာနေနိုင်သူဖြစ်လေရာကျွန်တော်တောင်မှပင်ညာစွာအားကြမိလေတယ်။ကားကြီးတိုက်ကြီးများနဲ့နေနိုင်လောက်အောင်သူ၏အမှုတန်းတက်အတွဲမှာမစုံမီမစောင်းမိခဲ့သည်များကိုထောက်၍သူ့အား မည်သို့သော အမှုတန်းတရာဖြစ်ခဲ့ကြောင်းအကဲခတ်နိုင်ပေလိမ့်မည်ဖြစ်ပါれထိုမြတာမကားသည်သူ့အကြောင်းစိတ်ဝင်စားဝယ်ရာ အများအပြားကိုလည်းကြားခဲ့ရပေသေးတယ်ခမည်းနယ်ဟိုနေ့ကလမ်းအတူလျှောက်သွားတာစက်ရှင်တရားသူကြီးဥကြော်တယ်မဟုတ်လားဗျာတခါကကျွန်တော်ဤမိတ်ဆွေတို့ကမေးလိုက်တဲ့ဖြင့်ဟုတ်တယ်အခုအငိမ့်စားယူနေပြီလေကျွန်တော်နဲ့တလန်းနဲ့မို့လွန်ခဲ့တဲ့၃လနှစ်လောက်ကတိနေတာ ။ဩပြင်ဆင်ယူပြီလား။ကျွန်တော်တို့ပသိမ်မာတော့ကတော်တော်နာမည်ကြီးတာပေါ့။ဘလို့ကြီးတာလဲ။လက်စားတဲ့နေရာမှာလား။ဟာလက်စားရင်ဘယ်နာမည်ကြီးမလဲဗျ။ဩဒါပြည့်ဘလို့ကြောင့်လဲ။သဘောကောင်းလို့လား။သဘောကောင်းသလားမကောင်းသလားတော့မသိဘူး။ထီးပြန်လို့တော့နာမည်ပေးထားတယ်။ထီးပြန်ဆိုတာဘာတိတ်ပဲလဲ။သူရောရောက်ရင်လူမပြောင်းနိုင်တော့ပဲပါလာတဲ့ ठी ပဲပြန်လာနိုင်တော့လို့ ထီးပြန်လို့ခေါ်တာအာကြီးအပြစ်ပေးချမ်းတဲ့ပြသူကြီးတယောက်ပေါ့ဒါဖြစ်တော်တော်ဆိုးမှာပေါ့ကျွန်တော်ကမှတ်ချက်ချမိလေသေးတယ်ဆိုးတယ်ကောင်းတယ်လို့တော့ပြောရခက်သားလားဗျာလူကောင်းတွေအဖို့တော့ဘယ်ဆိုးတယ်လို့ခေါ်နိုင်မလဲတရားဥပဒေအရဆိုးတဲ့လူကိုအပြစ်ပေးတာဟာတရားဥပဒေအရပဲဒါပေမဲ့ဆိုးတဲ့လူတွေကတော့သူ့ကိုလူဆိုးတယောက်လို့မြင်ကြမှာပေါ့သူ့ရဲ့မှတ်ချက်ကိုကျွန်တော်အတော်သဘောကျမိသွားလေတယ် ဟုတ်တယ်။တရားသူကြီးတယောက်၌တရားမင်းဤကျင့်ထုံးတစ်ခုကိုလည်းကျင့်သုံးရန်လိုအပ်၏ဟုထင်မြင်မိတယ်။တရားမင်းကျင့်စဉ်တရားများကအဘယ်အရာများသည်ကို ကျွန်တော်မသိ။ကွယ်လွန်သူဇက်လိုက်မင်းသာခင်မောင်ရင်တီဆိုသည်ကောင်းတဲ့လူကိုကယ်တင်မည်။မကောင်းသည့်လူကိုပယ်ရှားမည်ဟုသောတခြင်းအရာတရားမင်း၌ထိုဝါဒရှိသည်ဟုမှန်ဆမိသောကြောင့်တရားသူကြီးများသည်လည်း တရားမင်းကဲ့သို့တရားကိုစောင့်ထင်းရမည်တောင်းဝန်ရှိသည့်သည်ဟုယူဆမိခြင်းဖြစ်ပေတယ်။ဟုတ်ပါတယ်။ဥကြော်တဲ့အဖို့သူယုံသူရောက်လာတော့တရားဥပဒေနဲ့ညှိစွန်းသည့်လူမှန်သည်များကျူးလွန်သူမှန်သည်များတို့ကိုထောင်သို့၎င်းကျွန်းသို့၎င်းပို့ခဲ့ဖို့ပါနည်းမည်မဟုတ်ပေ။အချို့ကိုလည်းကျိုးစင်သို့ပို့ခဲ့ပေးလိမ့်အောင်မယ်။ရုပ်တရက်ကြည့်မယ်ဆိုတော့သူသည် လူပေါင်းများစွာကို ူ၏အလုတ်တန်းတစ်လျှောက်အတွင်းသိဤညင်ညူးစေခြင်းရည်ရည်ပေါင်းကြီးငယ်ကြာစေခဲ့ခြင်းအဆုံးစွန်သောဆင်းရဲဒုက္ခဆင်းရဲတို့ကိုခံစားစေခဲ့ခြင်းမျိုးကိုကျုလုံကျုလုံခဲ့သူဟုထင်ကောင်းထင်ကြပေလိမ့်မယ်။သို့တော့တရားဥပဒေဘက်မှကြည့်မယ်ဆိုရင်ဦးကျော်တင်သည်တရားဥပဒေ၏ညင်ကျက်ခြင်းခိုင်မာခြင်းစွဲမြဲခြင်းမပြောင်းလဲသောသဘောနဲ့ပြည့်စုံခြင်းတို့ကို အလေးအနက်ပြုခဲ့သူတယောက်သာဖြစ်နေပေလိမ့်မယ်။တဏ္ဍဒေါသဘယမောဟတည်းဟုသောအဂရိတရား၏အလိုတို့မပါခဲ့သူတယောက်ဟုလည်းခေါ်ရပေလိမ့်အောင်မယ်။တစ်ဖက်ကကြည်ရပါအောင်မူလဲတရားဥပဒေ၏အဆုံးအဖြတ်ကိုခံလာသူတိုင်းမှာအပြည့်ရှိကြသူတွေကြီးဟူ၍ပေါ်ဆိုခြင်းကမလျောက်ပတ်သေးပေ။အပြည့်မရှိပါဘဲနဲ့လဲအပြစ်ရောက်နေကြသူတွေမနှဲပါ။ မတော်တဆစိုးခံရင်နှစ်တင်ကြသူတွေအများအပြားရှိကြပဲလိမ့်မယ်။ထို့ထက်တဖက်သောသူဤမတရားသောနိလန့်ဖြင့်အမှုရှာကြံခြင်းကြောင့်အမှုပက္ခရောက်လာကြသူတွေလည်းရှိကြတယ်။ဩဇာဤအရှိန်ငွေကြေးဤအရှိန်ဖြင့်တရားဝရကိုလက်နဲ့တပွဲအတုံးပြွေတော်၎င်းတရားဝရသမားများဤအကြံကိုယူကပြောင်းလဲဖန်ဆင်းကိုလိုရာပုံသွင်း၍တော်၎င်း ညင်ပန်းနှိမ့်ဆက်ခြင်းခံရပြီးရောက်လာသူတွေလည်းအဖဲများရှိလေအောင်မည်နီးရင်းကဲ့သို့သောမှန်မှန်သောအမှုများသည်ဥကြော်တဲ့ဤရုံးသို့ရောက်လာသောအခါအမှန်သို့ကြောက်ပေလိမ့်မယ်သူလိုလူတစ်ယောက်မှာတော့ကတရားဥပဒေကိုမြည်သည့်နည်းနဲ့များမတရားသည့်အဖြစ်သို့အယောက်ခံမည်မဟုတ်ပေငွေဖြစ်လဲသွေးဆောင်လိုရမည်မဟုတ်ခဲ့ပေချင်းချောက်ရွေလဲကြောင်းမြီအစားတွေကဟောက်ဟန်မတူခဲ့ပေ ထိုအခါတရားသူကြီး၏အလုပ်သည် အပြစ်ရှိသူများကို အပြစ်ရောက်စေသည့်အလုပ်သားမကအပြစ်မရှိသူများအားလည်းအပြစ်မှလွတ်အောင်အလုပ်လဲပါသေးသည်ကို တွေ့ရလိမ့်မည်ဖြစ်ပေတယ်။ထို့သောသောတရားဥပဒေကြောင့်လည်းပတ်သက်၍စကားအလင်းတင်သောကြောင့်ဥကြော်တင်က အပြစ်ရှိတဲ့လူတစ်ထောင်ကို မှာယွင်ပြီး အပြစ်မပေးမိခဲ့တာတဲ့အပြစ်မရှိတဲ့လူတစ်ယောက်ကိုမှာပြီးအပြစ်ပေးမိခဲ့တဲ့ပြစ်မှုက ပိုပြီးကြီးလေးတယ်လို့တရားဝရကဆိုထားတယ်မောင်စစ်သူ ထို့ကဲ့သို့ပြောပို့လေတယ်ဥကြော်တင်ဤအထက်ပါစကားကိုထား၍ဥကြော်တင်သည်ညီမြမြင့်မြတ်သော သဘောထားရှိသည့်လူတစ်ယောက်ဖြစ်သည်ကိုခံမှန်းနိုင်ပေလိမ့်မယ်ထို့ကြောင့်ပင်သူသည် လူပေါင်းများစွာအားထောင်ထဲသို့တကြွန်းသို့ကျိုးစင်သို့ဆင်လွတ်ခဲ့ပြီးထီးကိုသာ ပြန်ခွင့်ရှိခဲ့၍ထီးပြန်ဟူသောဘွယ်တလုံးရထားသေးတည်း သူပြုခဲ့သောအမှုများအလုံးများအတွေ့သူသည်အနှဲငယ်များဇနိုးစနာတော်၎င်းတန်တရာတော်၎င်းရှိခဲ့ဟန်မတူပဲတန်တရာရှင်ရှင်ဇနိုးစနာကင်ကင်ဖြင့်ကျင်းနှင့်ရွှေလန်းသော နေခြင်းနှင့်နေနေနိုင်ခြင်းဖြစ်ပေလိမ့်မယ်အပြည့်ရှိသည့်သူများကိုစိတ်ညင်ညူစေခဲ့သူဟုဆိုခြင်းသူကဆိုပါစေသို့တော်လည်းတစ်ချိန်တည်းမှာပင် အမတ်မထင်မြင်းများလောက်သော အပြည့်မဲ့သူများကို ကဲတင်ခဲ့ပဲလဲမြည်နေ။ဟုတ်ချရှိရပဲမြည်ဟိုကျွန်တော်ထင်မိတယ်။ဟုတ်ပါတယ်။ထင်ုံသာပဲထင်နိုင်မှာတော့တယ်။အဖေကြောင့်ဆိုတော့ကျွန်တော်အားသူမြည်တို့တော့ကောင်းမှုများ။ကိုညီချင်းများပြုလုပ်ခဲ့သည်ဟိုတခါမှမပြောဘူးတော့ကြောင့်ဖြစ်ပေတယ်။ပြောမယ်လူစားလည်းမဟုတ်ကြောင်းကျွန်တော်ကောင်းစွာသိပါတယ်။ထို့ကြောင့်တရားသူကြီးဆိုရင်အထင်ကြီးနေတတ်သည်။ကျွန်တော်ဤသဘောအရာ ကိုယ်စိတ်ကိုယ်နဲ့ကိုထင်းနေခြင်းမျှတာဖြစ်လေတယ်။တခါကတော့မို့အိုးကြော်တဲ့အိမ်စပေါ်ရာလေးတစ်ခုကိုတစေတစောင်းအကဲခံမိတယ်။ထိုကသူ့နဲ့ညနေခင်းတစ်ခု၌တင်းမော်စိတ်တို့အညောင်းပြေလမ်းလျှောက်ကြရင်သူ့ဤမိတ်ဆွေတို့နဲ့တွေ့စဉ်တုန်းကဖြစ်လေတယ်။ထိုသူနဲ့အိုးကြော်တဲ့တို့မှာအလုတ်အတူလှုပ်ဖက်များဖြစ်ကြခဲ့ဟန်ရှိလေတယ်။ကွဲကွာနေခဲ့ကြတယ်မှာအတော်ကြာမြင့်ခဲ့ဟန်တို့ကြောင့် သူတို့ပြောသည့်စကားများကို နားထောင်ရသဖြင့်ခံမှန်းမိလေတယ်။ထိုသူကအိုးကျော်တဲ့အားတရားအကြောင်းပြောလေတယ်။တရားဆိုသည်မှာတရားဝိရိအကြောင်းမဟုတ်လောကုတ္တရာအကြောင်းများဖြစ်လေတယ်။ဗတိအကြောင်းများလည်းပါတယ်။ကုသိုလ်ကောင်းမှုအကြောင်းများလည်းပါသည်ဟုထင်တယ်။သူနှင့်စကားပြောပြီးနှုတ်ဆက်ကြကလူချင်းခွဲကြပြီးသောအခါအိုးကျော်တင်ကကျွန်တော်ဘက်သို့လှည့်၍အစကအဲ့လူဟာ တကယ်လူโซတယောက်ပေါ့ကျုံနဲ့အထက်ဘက်ကမြို့ကြီးတစ်မြို့မှာတွေ့ခဲ့ကြဘူးတဲ့သူကအုတ်ချုံရဲ့ဘက်ကနေပိုင်းတယောက်ပေါ့တော်တော်ကလေးမဟုတ်မဟုတ်တာတွေလုပ်ခဲ့တယ်အခုတော့မောင်စီသူကြားလိုက်မှာပေါ့ကုသိုလ်ရအောင်လုပ်နေတယ်တဲ့ပရိစိတ်ကမ္ဘာထမ်းထိုင် အလူပေးပေါ့လေကောင်းမယ်ထင်သမျှအကုံလျှောက်လုပ်နေတဲ့နဲ့တူပါတယ်ထို့သူပြောလေတဲ့ဖုံးစံအတိုင်းသူပြောပုံမှာတပည့်သားဤ အမနာပါဖြစ်စေရန်၎င်းနင့်နာလို၍၎င်းဂုံပြက်စေလို၍၎င်းပြောခြင်းမျိုးမဟုတ်ပဲတာမန်သတင်းစကားလေးအနေဖြင့်ပြောလိုက်လေသည်တွင် ကျွန်တော်ကလည်းမိတို့များဒေးနဲ့ခြင်းမရှိ သူစကားအလိုက်သားလျင်အော်တော်သေးတာပေါ့ဦးရဲ့ပိုတော့ကမကောင်းမှုလုပ်ခဲ့ပေတဲ့အခုတော့သူကောင်းတဲ့ပဲလိုက်စားနေတော့ဥတို့ရတာပေါ့ထို့တော့ပြောလိုက်လေတယ်ထို့အခါဥကျော်တန်က သူ့ဘာသာသူပြုံးနေလိုက်က အနှဲငယ်စဉ်းစားနေလိုက်ပြီကုသိုလ်ဆိုတာဘာလဲမော်စီသူကျွန်တော်မှသူ့ဤအမေအတွေ့လွယ်လွယ်နဲ့ခက်နေသဖြင့်ရုတ်တရက်အပြေမပေးနိုင်သေးပဲကြောင်ရွေ့ကြည်နေလိုက်ပြီးမှကုသိုလ်ဆိုတာကောင်းခြင်းပေါ့အိုးကောင်းတာလုပ်တာပေါ့ဒါဖြင့်ကုသိုလ်ရတယ်ဆိုတာကကော ကောင်းတာဖြစ်တာနဲ့တူပါတယ်ဒီလိုဆိုရင်ကုသိုလ်ပြုတဲ့လူဟာသူကောင်းတာဖြစ်ဖို့ပဲမဟုတ်လား ဓာတ်ပေါ်အိုအဲ့တော့သူကောင်းတာလောက်ထားသူ့အတွက်ပဲနေမှာပေါ့သူများအပေါ်မကောင်းတာလောက်ခဲ့တာတွေဘယ်ရောပါသွားနိုင်မလဲပျောက်သွားနိုင်ပါမလဲသူများကိုမကောင်းလောက်ခဲ့တာကမကောင်းလောက်ခဲ့တာတခြားကိုကောင်းတာလောက်တာကတခြားမနေဘူးလားဦးကျော်တဲ့ဤဆိုလိုချက်ကို သဘောပေါက်မိတဲ့ဖြင့်ကျွန်တော်ဒီပြုံးလိုက်မိသွားလေသည်ဦးကျော်တဲ့ဤဆိုလိုချက်ကိုသဘောပေါက်မိတဲ့ဖြင့်ကျွန်တော်ဒီပြုံးလိုက်မိသွားလေတယ် ဦးကျော်တင်ကမို့ဆက်မပြောတော့ပဲမြစ်လေမှာပင်လေကူးတင်မောများကိုကြည်နေလိုက်တယ်။သူ့အာယုံမှာပြောင်းသွားဟန်ရှိလေတယ်။သို့တော့ကျွန်တော်ဤစိတ်ထဲ၌ကစောစောကဦးကျော်တင်နဲ့စကားပြောသည့်အုတ်ချိုရေးဘက်မှာအရာရှိကြီးအောင်တအိုးနဲ့ဦးကျော်တင်ဤကွာခြားပုံကိုနှိုင်းရှင်ကြည့်ရင်တတိတရန်ကြီးတွေးနေငေးနေမိလာလေတယ်။ပင်စင်သားအရာရှိကြီးများယခုတလော ပရိမြဲနေကြခြင်းစေတာများသောကုလူဝင်ထွက်နေကြပေါ်နှင့်ဥကြောတင်ဤရင်းတို့သောအလုံးများကိုတိတ်အေးကြီးလာသည်ဟုထင်ပုံမပေါက်ပဲအေးအေးဆေးဆေးလမ်းကလေးလျှောက်လာစာကလေးဖက်လိုက်နေပုံများကိုလည်းခယူပြူမိလေတယ်။ဤတွင် သူ၏ဘဝကို သူအဖဲများနှစ်သိမ့်နေကြောင်းကို၎င်းတန်တရာရှင်းဟန်ရှိကြောင်းများကို၎င်းသိရှိလိုက်ပေတော့တယ်။အခန်းနှင့်တညက်နေတွင် ဦးကျော်တင်နဲ့ကျွန်တော်ဒီကံတော်ကြီးဘက်မှာအထက်ပန်းဆိုရလန့်အတိုင်းဘုရားယုံကြည်ဘက်သို့ရှောက်၍ပြန်လာကြရာဘုရားယုံကြည်သို့ရောက်သောအခါပလက်ဖောင်းလက်မှတ်ယူကအပြင်းပြင်းမိရထားများ အဝင်အထွက်လူများအတက်အစင်းတို့ကိုတံကလျာလေးတစ်ခုပေါ်၌ထားရင်ညနေသတင်းစာတစ်စောင်ဖတ်လိုက်ကြည်လိုက်လုံနေလေတဲ့ဦးကျော်တင်ကကျွန်တော်ထက်ရှစ်ခေကိုလည်းမီး ဘောဓုတနဲ့လည်းပြည့်စုံသည့်အားလျော်စွာဟိုအခါကမြက်ထားမင်းကြီးကပဲသူမြက်ထားတန်လန်းပုံစံအနေအထားစသည်တို့ကိုရည်သူရည်ဆွဲတယ်မြက်ထားစနစ်ဘဲသူထားတယ်ယခုခင်နဲ့ရည်သူကွာချားတယ်အမြန်အလျော်ညင်းမြရှိတယ်စသည့်အကြောင်းများကိုပြောပြနေလျာကျွန်တော်ကနားထောင်ကောင်းကောင်းဖြင့်နားထောင်နေလိုက်မိလေတယ်ထိုအခါစနစ်စတနစ်ခန့် ယောက်ျားလေးတယောက်ကို လက်ကကင်ဆွဲ၍ကျွန်တော်တို့အနား၌ကြောင်လဲလဲလုံနေကြသည့်တာတာနာနာဟန်ပေါက်ကြသောလေမြားတစုံကို ကျွန်တော်ကအရင်တည်းထားလိုက်မိပေတယ်။ဦးကျော်တင်ကမူစကားပြောနေသဖြင့်ရီထားမိဟန်မတူလူရွယ်ကမူကျွန်တော်အားထိုးမြလောင်မဟုတ်။ဦးကျော်တင်ကသာစိတ်စိတ်ဆက်ဆက် အကဲခန့်နေပုံရလေတယ်။အနည်းတို့တိုးကဲ့လာသောအခါဦးကျော်တင်ကလက်အကြည့်နှင့် သူတို့ချင်းအကြည့်ဆုံးသွားကြလေတယ်။တို့ရာတွင်ဦးကျော်တင်ကမို့အမှန်မရှိဟန်ဖြင့်ကျွန်တော်ဘက်သို့သာလှည့်၍တကားဆက်အပြော်လိုက်တွင်ဦးခမရစိတ်လည်းမရှိပါနဲ့။ဦးကျော်တင်ပါလားခမရ။ဦးကျော်တင်အားရိုသေဟန်ဖြင့်ခက်ရွရွကလေးပြောလေတယ်။ဟုတ်ပါတယ်။ဦးကျော်တင်ကလူရွယ်အားအကဲခံရင်ဖြေလိုက်လေတယ်။ကျွန်တော်ဒေဝဆိုတာလေ။ဖြာပုံသားတယောက်ပါ။ ဦးဖျားပေါ်မှာဆက်ရှင်တရားသူကြီးအဖြစ်နဲ့လာတော့ကဦးရဲ့ရုံတော်မှာတရားခံဖြစ်ခဲ့ဘူးတာလေ။သူကအားတက်တယ်ရောရှိဟန်နဲ့ပြောလေတယ်။သို့တော့ဦးကျော်တင်ကမို့ထိုးမြပြောရုံနဲ့လဲသူ့အားသတိရဟန်မတွေ့ရကခေါင်းညင်ယုံသာညှိလိုက်ပြီ။အော်အော်ဟုတ်ပါတယ်ဦး။ဦးကတော့ကျွန်တော်ကိုဘယ်မှတ်မိနိုင်မှာမလဲ။ကျွန်တော်လိုအမှုတွေတရားခံတွေ အမြောင်အမြားဆက်ဆံခဲ့ဖို့စစ်ခဲ့ဖို့လေတော့ မမေ့နိုင်ကောင်းမယ်မဟုတ်ဘူးကျွန်တော်အဖို့ရတော့အိုးဘယ်တော့မှမမေ့နိုင်ပါဘူးအိုးကျော်တင်ကသူ့ပြောပုံမှာထူးဆန်းတယ်လို့ရှိချင်းကြောင့်နားထောင်နေမိလေတယ်ကျွန်တော်တောင်းမှလည်းဘလို့အမှုကိစ္စမျိုးပဲများနေဟုစိတ်ဝင်စားနေမိလေတယ်ဤတွင် လူရွယ်ကဆက်၍ကျွန်တော်တို့အချင်းချင်းလူငယ်ဘာဝတူဖို့တူမေတ္တာရှိကြလို့ခိုးပြေးကြတယ်လေသူမိဘများကဆက်သက်သေးကျွန်တော်မိဘများကခံနှွမ်းနှွမ်းဒီတော့ သဘောမတူကြလို့အတင်လိုက်ခွဲကြတယ်လေဒါတွေမကသေးဘူးသူတို့တမီအသက်မစေသေးဘူးဆိုပြီးအသက်မစေတဲ့လူခိုးယူပါသေးမှုရောချာရောင်သွေးဆောင်မှုရောအိုးအမို့ဘောင်းဆောင်နဲ့ကျွန်တော်ကိုအမို့စင်ပြီး အချုပ်ထဲပို့ခဲ့တယ်မို့လားတမျိုးလုံးကလည်းသူတို့ဘက်က ပေါက်ပေါက်ရောက်ရောက်နဲ့မို့ငွေအားလူအားနဲ့ဖို့ပြီးအဖက်ဖက်ကပေါက်ကြမှာတေးကြလို့ကျွန်တော်ကိုထောင်းအကြပဲလို့တွတ်ထားကြတယ် ကျွန်တော်ကလည်းထောင်ချပေးတာလို့တွတ်ထားတယ်။နောက်ဆုံးမှအိုးကလုံလုံခွင်းလုံးကျွတ်လို့ပြစ်လိုက်တော့အားလုံးကကျွန်တော်ကိုအံ့ဩတယ်။ဟဲ့မင်းဒီတရားသူကြီးနဲ့မို့လွတ်တာသိလား။ဖျားမှားတာပဲလို့အောက်မေ့ဟိ။သူတို့ကမင်းသာထောက်ချမယ်ဆိုရင်သူတို့သမီးနဲ့ကွဲမယ်ဆိုရင်တောင်းနဲ့တိတ်နဲ့ချီပေးဖို့ရတာဝင်လေးတာမဟုတ်ဘူးတဲ့။အားလုံးကဥရဲ့တဲ့င်းနဲ့ဥရဲ့ကျေးဇူးကို ပြောလို့မဆုံးပါဘူး။ အခုအဲအိုးဒီလောက်ဆိုပြန်တရိယာကောင်းပါပြီနော်လူရွယ်သည်အာရပါရပြောလာပြီးနောက်ဤသို့မေးလိုက်လေရာဦးကျော်တင်ကမတိမတာကလေးခေါင်းညိတ်လိုက်သည်ကိုမြင်လိုက်ရပါတယ်လူရွယ်မှာထိုးမြပြောရယုံဖြင့် အာရသေးဟန်မတူပဲကျွန်တော်အေးစစရှိတဲ့အခါဦးရဲ့ကျေးဇူးကိုဆက်မလို့တရင်မီတော့ဦးမြကြီးနာဘက်ကိုပြောင်းသွားတယ်လို့တရင်ကြားပါတယ်နောက်တော့ကျွန်တော်လည်း ျွန်တော်ကိစ္စရည်နဲ့မစုံစမ်းအားပါဘူး။ဒါပေမဲ့ညအိယာဝင်တိုင်းဦးရဲ့ကျေးဇူးကိုသတိရလျက်ပါပဲ။ဒါကြောင့်အခုလုံးမမျှော်လင့်မဲတွေ့တော့အခါကျွန်တော်တတ်နိုင်တဲ့နည်းနဲ့ကျေးဇူးဆက်ပြစေခင်ဗျာ။ဟဲ့နုနုရေ လာပါအောင်ကွာဒီမှာ။မလန်မကန်နိုင်ရှိနေတော့သူ့ရဲ့ဇနီးတဲ့အားလမ်းရွေခေါ်လိုက်လေရ။သူ့ထက်ဒီမှာ၆နှစ်ခန့်ငယ်ပုံရပြီရုပ်ရည်အလွန် ချော်မော်လှပသည့်မိန်းကလေးတို့သည် သူ့အနာတော်လာလေလေဟဲ့ဒါတို့ကျေးသူရှင်တရားသူကြီးဥကြော်တယ်လေအခုတူတယ်ထင်လို့ကိုကိုလာမေးတာဟုတ်နေတယ်ကွဝမ်းတာစရာကောင်းလိုက်တာဟုတ်ပါတယ်အိုးကိုကိုကညာတိုင်းဥရဲ့ကျေးဇူးကို အမြဲပြောတာပဲသူ့မကကြစ်စရာအတန်ကလေးဖြစ်ပြောလေသည်ဤတွင်ကင်နုနုကိုကိုတို့အခုလိုတွေ့တော့ကြောရရလာလာကဲဟဲ့ကိုထူ မင်းလည်းဘာကြီးကိုရှိခိုးကွာပြော့ပြော့ဆိုဆိုသူ့တည်တမန်တလင်းပေါ်သို့ထန်ချလိုက်တယ်နုနုဆိုသူသူ့များကြောကလေးကလည်းသူ့လိုပဲပစစ်တုံထန်လိုက်တယ်ကိုတူးဆိုသူသူ့တို့သားကလေးပင်ပါသေးတယ်ထို့နောက်သူတို့သုံးယောက်သည် အာရပါရဦးသုံးကျင်ခြားကြလေတယ်ထို့အနီအနား၌ယထာစောင့်နေသူများပင် သူတို့အားတအံ့တအော ကြည်နေကြပုံရလေတယ်ဦးကျော်တင်ကမို့ သူတို့အားချောချောဆဆကြည်ယုံသာကြည်ပြီးဘာမှလည်းမပြောစူလည်းမပေပေသို့တော်သူတည်ဝမ်းသာကျင်းတဲ့ပုံတော်ရလေတယ်ပြီးနောက်ကဲအိုးကျွန်တော်တို့ပြန်ပါအောင်မယ်ရထားတော်ဝင်လာပြီကျွန်တော်အခုအေဂျီမှာရုံးအောင်လုပ်နေပါတယ်ဒီနေ့ရုံးပိတ်လို့ရုပ်ရှင်လာကြည့်ကြပြီးဘောက်တော်ကိုပြန်ချမလို့ပါခွင့်ပြုပါအောင်နော်အေးအေးသူကထို့တော့သာဆိုလေပြီးနော် ကျွန်တော်ဘက်သို့လှည့်၍မိမခိုးမှုကလေးတစ်ခုနဲ့တူပါရီမောင်စီသူဟိုတိတ်အေးမကြည့်တကယ်သူပြောလေတယ်ကျွန်တော်ကမူဦးကျော်တင်သည် ထို့သို့သော အမှန်မထင်သည်ကုသိုလ်ကလေးပေါင်းသူ၏တရားသူကြီးတက်တန်းတစ်လျှောက်အတွင်ညီမပြုခဲ့လေတလဲဟိုစဉ်းစားနေလိုက်မိပါတယ်ဟုတ်ကဲ့ပါရှင်စိုင်းဆရာကြီးမောင်စီသူရေးသားထားတဲ့အမှန်မထင်ဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပါပြီ နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။